မြန်မာနိုင်ငံရဲ့အခင်းချင်းမှာလူနည်းစုဖြစ်ကြတဲ့တိုင်းရင်းသားတွေရဲ့ကဏ္ဍကိုဆက်လက်ပြီးတည်တည်အောင်လုပ်နေမယ်ဆိုပါကတိုင်းပြည်ဟာထိမနိုင်သိမရဖြစ်သွားမယ်လို့ငင်းကြိုင်လုပ်ငန်းစဉ်မှာပါဝင်လှုပ်ဆောင်နေသူဥခွန်းဆိုင်က CNN သတင်းဌာနကိုပြောပါရယ် Federal Snick ကိုသွားမယ်လို့သဘောတူခဲ့ကြပေမဲ့လက်တွေမှာတပီတောင်စနစ်လုပ်ခဲ့ကြကြောင်းလက်ရှိမှာတပီတောင်စနစ်အစား Federal Snick ကိုပြန်လည်တိစောက်မယ်ဆိုပေမဲ့ဘဟုမှာပို့ပြီးအာဏာရှိရမယ်လို့ဆိုကလှုပ်ဆောင်နေကြောင်း အခုလိုမျိုးတစ်ဖက်တည်းလုပ်နေမယ်ဆိုပါကမြန်မာနိုင်ငံဟာဘယ်တော့အခါမှငြင်းချက်မှမဟုတ်ကြောင်းသူကပြောပါတယ်။မြန်မာနိုင်ငံအနေနဲ့ဒုတာဝန်အရေးသုံးပါးကိုသာတည်တံ့ထားပြီးပင်လုံကိုလင့်လျူရှုကအမိပဲယူထားမယ်ဆိုပါကနိုင်ငံရေးဟာအခုထပ်ပို့ပြီးရှုပ်ထွေးသွားမယ်လို့ငြင်းချဲလုပ်ငန်းစဉ်မှာပါဝင်လှုပ်ဆောင်နေသူဥခွန်ဆိုင်ကစီရင်နာတင်ထဏာကိုပြောပါတယ်။အာအရင်တော့ကျွန်တော်တို့ဒီကျွန်တော်တို့နိုင်ငံကယောဂာမရှိတဲ့နိုင်ငံဖြစ်တယ်ယောဂာမရှိတဲ့ဟာကိုတခါလေ ါဆေးလာပေးတာကအာမားရေးဆေးကြီးလာပေးတာအနာတရားဆေးတရားကျွန်တော်လူရာဖက်ပြီးတော့ဆေးဖြစ်တယ်လာပေးတာကတပီတောင်ဆေးဖြစ်တဲ့ခါကျတော့အနာက မပြောက်ခဲနဲ့တခါတော့ပိုဆိုးလာပိုဆိုးလာလေတပီတောင်ဆေးကိုပေးလေဆိုတဲ့ခါကျတော့ပိုပြီးတော့ဒီကံယောဂါကပို့ စိုးသက်ထက်ပူဆူလာတော့အခုထိပေါ့ဗျာနော်အခုအချိန်ဒီမှာတော့ပင်လုံတက်တက်နဲ့လောက်နေပဲကျွန်တော်တို့ကုစားလို့မရတော့ဘူးဒီခွဲစိတ်ကုတာတဲ့အစင်ထိတော်ရောက်လာနိုင်တယ်အဲဒါကိုကျွန်တော်တို့အားလုံးကဟိုသဘောထားကြီးကြီးနဲ့မလောက်ဘူးဆိုလို့ရှိရင် ကျွန်တော်တို့ကဒီအနာတခြားစီးတခြားဆက်လုပ်မယ်ဆိုလို့ရှိရင်ဒီလူနေစုဖြစ်တဲ့တိုင်းရင်းသားတွေကန္တာကိုဆက်လက်ပြုမှကျွန်တော်တို့ကသေးသိအောင်လုပ်မယ်ဆိုလို့ရှိရင်ဒီတိုင်းပြည်ဟာအာနောက်ဆုံးတော့အာထိမ့်မနိုင်တိမ့်မရဖြစ်သွားမယ်သူများနိုင်ငံအောင်ရောက်သွားမယ်ဒီလိုရောက်သွားမယ်ဆိုရင်ဘု து အပြစ်မှမဟုတ်ဘူးကျွန်တော်တို့အားလုံးရဲ့အပြစ်ပဲ အနာရချာစီရချာလုပ်ခဲ့တဲ့အဖြစ်ပဲလို့ပြောရမယ်ပင်လုံစာချုပ်ကို1948ခုနှစ်ဖေဖော်ဝါရီလ12ရက်နေ့မှာလက်မှတ်ရေးထိုးခဲ့ကြပြီးမြမအစိုးရကအစိုးပိုင်းမှာပင်လုံစာချုပ်ပါအချက်ကိုလိုက်နာခဲ့ပေမဲ့လည်းနောက်ပိုင်းမှာတော့ပင်လုံစာချုပ်ရဲ့အခြေခံမူလမ်းစဉ်ကိုတွေ့ဖယ်လာတယ်လို့နိုင်ငံရေးကိစ္စတွေကထောက်ပြကြပါတယ်။တိုင်းရင်းသားတွေဟာလူနည်းစုတွေဖြစ်ကြပေမဲ့လည်းမြမနိုင်ငံရဲ့ area ထောက်ဝတ်ကျော်မှာနေထိုင်ရရှိကြတာပါ။တိုင်းရင်းသားတွေရဲ့အခန်းကဏ္ဍဟာလွတ်လပ်ရေးမရခင်ကာလကလေးက ြန်မာနိုင်ငံရေးမှာအရေးပါခဲ့ကြတာဖြစ်ပြီးလက်ရှိ၄နှစ်ကျော်ကြာမြန်မာနိုင်ငံရေးမှာလည်းစစ်ရေးအရသာမကနိုင်ငံရေးအရမှာလည်းအရေးပါတယ်လို့စစ်ရေးနဲ့နိုင်ငံရေးအကဲခတ်တွေကထောက်ပြကြပါတယ်။တိုင်းရင်းသားပါတီတွေထဲကတိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်တွေလွှတ်တော်တဲ့ပုံမှန်ဝင်ရောက်နိုင်ပါကတိုင်းရင်းသားအရေးကိုပုံမှန်ဆွေးနွေးလို့ရမှာဖြစ်တယ်လို့တိုင်းလိုင်းရှမ်းနေအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ TNDP မှဥက္ကဋ္ဌဆိုင်ထီအောင်ကစီရင်တဲ့တင်ဌာနကိုပြောပါရစေ။ဥမာအနေနဲ့ပြောရမယ်ဆိုရင်တော့ဒီဖွံ့ဖြိုးပြင်ဆင်ရေးကိစ္စပါဗျာ။ တကယ်လို့တိုင်းသားစာတီးအလို့တော်ကိုယ်စဉ်ရောက်ခွင့်တိုင်းသားရင်းနဲ့ပတ်သက်ပြီးတော့ကြိုးကြဆိုကြမယ်ကြိုးကြဆိုကြတော့လို့တော်မှာအောင်မြင်ခဲ့ပြီဆိုရင်တော့လက်နက်ကင်ဖွဲ့စည်းနေရတယ်သူစဉ်းစားလာပါလိမ့်မယ်ကြာဒါသူဒီနေ့တရကကြီးတော်လာနာဖြစ်ရောက်တာဒီလူတော်နိုင်ငံကြီးကဖြစ်ရောက်တာဆိုတဲ့စာမျိုးပေါ့နော်လူတော်နိုင်ငံကြီးကအခုပုံမနေ့၆ပြည့်လို့မျိုးနိုင်ငံတော်သွားနေမှချော့ချီချော့ပေးရမယ်ပြည်အောင်သွားချီချော့ပေးရမယ်ပြည်ဒီပြည်နယ်ဝင်းကြီးကိုပြည်နယ်လူတော်ကရွေးချယ်ရမယ်တမ္ပါအတီးပြုရမယ် အယူလေးတွေနဲ့လွတ်တော်မှာဖွဲ့စည်းပြင်ဆင်ရေးကိစ္စတွေအားစအားကောင်းမောင်းတာနဲ့ကျွန်တော်ပြင်ကြမယ်ဆွေကြမယ်ဆိုရင်ပြင်နဲ့ပြင်ခဲ့ရပြီဆိုတော့ဒါမြန်မာနိုင်ငံကြီးကတော့တော်တော်လေးကောင်းလာမယ်လို့ညွှန်လင့်လိုက်ပါဗျ။တိုင်းရင်းသားတွေကလည်းသူ့အခွင့်အရေးတွေစစ်ဆိုင်နေကြတာလေ။လက်ရှိမှာမြန်မာတပ်မတော်နဲ့တိုင်းရင်းသားလက်နက်ကိုင်တွေအကြားမြန်မာနိုင်ငံတဝမ်းတိုက်ပွဲတွေဖြစ်ပွားလျက်ရှိပေမဲ့လည်းငင်းကြဲရေးတွဲဆောင်ဆွေးနွေးမှုတွေကိုတော့ NCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေနဲ့သာပြုလုပ်နေတာကိုတွေ့ရပါဗျ။ ဒါပေမဲ့လည်းညီငယ်ရေးဆွေးနွေးပွဲတွေနဲ့နိုင်ငံရေးဆွေးနွေးပွဲတွေဟာဟန်ပြားတက်တက်တာဖြစ်နေပြီးမြန်မာနိုင်ငံရေးကိုဖြည့်ရှင်းနိုင်မဲ့သဘောတူညီချက်တွေကိုရအောင်မယူနိုင်ကြအောင်ပါဝင်သစ်ပါဝင်ထိုက်သူတွေပါဝင်မှုမရှိတဲ့အတွက်ဆွေးနွေးမှုတွေဟာကိုစားပြုမှုမရှိကြအောင်စီးရင်နဲ့နိုင်ငံရေးအခက်ခဲတွေကထောက်ပြကြပါရစေ။ဒါအပြင်တိုင်းရင်းသားလက်နက်ကိုင်တွေဟာ2017ခုနှစ်ကနေ2020ပြည့်နှစ်အထိ ဖက်ဒရယ်နဲ့ဒီမိုကရေစီကိုအခြေခံတဲ့ပြည်ထောင်စုတည်ဆောက်ရေးတောင်းဆိုဆွေးနွေးခဲ့ကြပေမဲ့လည်း2021ခုနှစ်နောက်ပိုင်းမြန်မာနိုင်ငံရဲ့အခင်းအကျင်းပြောင်းလဲလာတဲ့အခါမှာတော့ Confederation ဒါမှမဟုတ်နိုင်ငံထူထောင်ရေးဆိုတဲ့အဆင့်အတန်းထိမျှော်မှန်းပြီးတောင်းဆိုတိုက်ပွဲဝင်လာနေကြတာပါလက်ရှိမှာတော့နဆကဥက္ကဋ္ဌအနေနဲ့၄နှစ်ကျော်ကြာပြီးနောက်2025ခုနှစ်ဒီဇင်ဘာလနဲ့2026ခုနှစ်ဇန်နဝါရီလတို့မှာရွေးကောက်ပွဲကျင်းပဖို့ပြင်ဆင်နေရတယ်ဖြစ်ပါတယ်